မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမောင်မြို့ကိုမိထီလာလေးတက်ကနေတက်လာတဲ့စစ်တိုက်လေရင်ကဒီကနေ့နေ့လယ်ပိုင်းမှာဘုံကျဲပြက်ခတ်တိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နေ့လယ်၁၂နာရီကျော်အချိန်မှာဗမောင်မြို့ကိုဘုံကျဲသွားခြင်းဖြစ်ပြီးတော့လက်ရှိအချိန်ထိကိုထိခိုက်ပျက်စီးများကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ဗမောင်မြို့ဟာ၂၀၂၄ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီတပ်များနဲ့ KIA ဥဆောင်တဲ့တော်လိုင်းတပ်များကြားမှာအပြင်းထန်တိုက်ပွဲဖြစ်ပွားနေတဲ့မြို့ဖြစ်ပြီးတော့တော်လိုင်းတပ်များကသိမ်းပိုက်ရန်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိ မှာစစ်တပ်ကစကခ21အတွင်းထဲကနေပြီးတော့အပြင်းထန်ခုခံနေပြီးလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လုံဆောင်နေတယ်လို့သိရပါဗျ။မက်လာ28ရက်နေ့မွန်လွယ်12:52မိနစ်အချိန်ကမန္တလေးကိုဗဟိုလ်ပြုပြီးတော့တိုက်ခိုက်ခဲ့တဲ့ငလျင်ကြောင့် ပြည်သူများထိခိုက်ဒေဆုံးပြီးတော့အဆောက်အုံများစွာပြိုလဲနေတော့လေအချက်မဲ့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများကိုမရက်မနာဆက်လက်ပြီးတော့လှုံ့ဆော်နေခြင်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲမကွေတိုင်းပေါ့မြုံနယ်အတွင်းမှာအချက်မဲ့စစ်ကောင်စီကစစ်ရဟတ်ရင်နဲ့ပြစ်ခတ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပခုတ်ခုခရိုင်အမှတ်15တိုက်ရင်ကတောင်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်ဒီကနေ့မက်လ30ရက်နေ့မနက်10:00နာရီခွဲအချိန်မှာပေါ့မြုံနယ်အနောက်မြောက်ပိုင်းအတွင်းတွေကိုအချက်မဲ့စစ်ကောင်စီတပ်ကစစ်ရဟတ်ရင်တစ်စင်းနဲ့ဘုံကျဲခဲ့ပြီးတော့ ကပ္ပစ24အတွင်းထဲကိုစဉ်သက်သွားတယ်လို့သိရပါတယ်။၎င်းပုံကျဲတက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့မသိရသေးဘဲတွားရောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။လေကြောင်းကနေတက်ခတ်သွားတာဟုတ်ပါတယ်။ဖုန်းလိုင်းတွေလည်းအဆက်အသွယ်မရသေးလို့အသေးစိတ်အခြေအနေတော့မသိရသေးပါဘူး။ထိခိုက်ပျက်စီးမှုတွေလည်းမေးလို့မရသေးပါဘူးလို့ပခုတ်ကိုခရိုင်အမှတ်15တိုင်ရင်ကတာဝန်ရှိသူကပြောကြားထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကငလျင်ဒဏ်သင့်တဲ့ပြည်သူများကိုအရေးပေါ်ကူညီရေးနဲ့ကယ်ဆယ်ရေးလှုပ်ဆောင်နိုင်ရန် ဒီကနေ့မက်လ30ရက်နေ့ကနေဧပြီလ12ရက်နေ့အထိကိုနှစ်ပတ်ကြာထိုးစစ်များရပ်တန့်ကြောင်းမနေ့ကညပိုင်းမှာထုတ်ပြန်ကြေညာခဲ့တော်လဲအချက်မဲ့စစ်တပ်ကတော့လေကြောင်းတက်ခတ်မှုများကိုဆက်လက်ပြီးတော့လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့အနီးအိုဗဟိုပြည်ပြီးတော့ဒီကနေ့မွန်လွယ်ပိုင်းတနအိ38မိနစ်အချိန်မှာပြင်းအား9ဒသမ1အဆင့်ရှိတဲ့ငလျင်လောက်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီငလျင်ကြောင့်မန္တလေးမုံရွာနယ်သခိုင်းအပါအဝင်ပတ်ဝန်းကျင်မှာရှိတဲ့မြို့နယ်များမှာဒီကနေ့မွန်လွယ်ပိုင်းတနအိ38မိနစ်ဝန်းကျင်အချိန်မှာပြည်သူအများစုတိတိတသားခန်းစားလိုက်ရတယ်လို့ပြောဆိုထားပါရတယ်။ မက်လ28ရက်နေ့မွန်လွဲ12:52မိနစ်အချိန်မှာပြင်အား9.3ခွနဲ့အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်များစွာထပ်မံလှုပ်ခတ်နေခြင်းဖြစ်ကဒီကနေ့မွန်လွဲပိုင်း12:38မိနစ်အချိန်မှာလှုပ်ခတ်တဲ့ငလျင်ဟာအလွန်သိတာတယ်လို့ပြောဆိုထားပါတယ်။ အခုလှုပ်သွားတာကစွဲခါလိုက်တယ်လို့ပဲတိတ်ကနေပဲဟိုတန်းလေးကလှုပ်တာလောက်တော့မပြင်းမိမဲတော်တော်လေးကိုတိတာတယ်လို့မန္တလေးကဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့သတင်းထုတ်ပြန်ကြမှာတော့ဒီကနေ့မတ်လ30ရက်နေ့မြန်မာစံတော်ချိန်မွန်လွယ်တနအီ32မိနစ်အချိန်မှာမြန်မာပြည်တွင်မန္တလေးမြို့ရဲ့အနောက်မြောက်ဘက်28ကီလိုမီတာခန့်အကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြေးပြီးတော့ အင်အားရစ်စတစ်ကငါတို့တမတစ်အဆင့်ရှိတဲ့အတော်အသိအင်အားရှိတဲ့မြင်းကလျင်တစ်ခုထပ်မံလှုပ်ခတ်သွားတယ်လို့ဖော်ပြထားပါတယ်။သခိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လက်ပြီးတော့လှုပ်ခတ်နိုင်တဲ့အတော့ငလျင်ဘေးအတော့ဆောင်းရန်ရှောင်းရန်သတိပြုရန်များတဲ့အညီနေထိုင်ကြပါရန်သတိပေးထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒီကနေ့နေပြည်တော်မှာရှိတဲ့အေလာလေဓာတ်မှာစစ်လေရင်များကိုလေရင်ကိုတောင်အတွင်းထဲမှာမထားတော့ဘဲနဲ့အပြင်မှာထုတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းတော်ဝင်လေဓာတ်ကဒီကနေ့နေပြည်တော်လေစိတ်ကိုအကူအညီများတွားရောက်ပို့ဆောင်တဲ့အချိန်မှာလေရင်ဘော်ကရိုက်ကူးထားတဲ့ဓာတ်ပုံများမှာလေရင်ကိုတောင်ရဲ့အပြင်ဘက်မှာတိုက်လေရင်များနဲ့စစ်ရဟတ်ရင်များကိုထုတ်ထားတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောပါတယ်။ဒါအပြင်ဂျိုရုဓာတ်ပုံများအရာနေပြည်တော်မှာရှိတဲ့လေချောင်းထိန်သိမ်းရေးတာဝါတိုင်းပြိုကျနေပြီးတော့တာဝါတိုင်းပြိုကျမှုသတင်းကို မေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကိုးကားပြီးတော့သတင်းဦးအဖြစ်နဲ့ဖော်ပြခဲ့ပြီးဖြစ်ပါတယ်အလားတူပဲဒရဟုလေထက်မှာစစ်လေရင်များနဲ့စစ်တပ်ရဲ့ထောက်ပို့လေရင်များကိုကိုတော်အတွင်းမှာမထားဘဲနဲ့ပြင်ပကိုထုတ်ထားတာကိုဂျိုးတုဓာတ်ပုံများမှာမြင်တွေ့ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်စဲမြို့ Bright Kick School ပြိုကျမှုမှာတေဆုံးသူ40ကျော်အထိရှိလာပြီးတော့ကယ်ဆယ်ရေးများကိုဆက်လက်လှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Bachelor 28ရဲ့နေကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့မင်းငယ်လျင်ကြောင့်ကြောက်စဲမြို့မှာရှိတဲ့ Bright Kick School ပြိုကျခဲ့ပြီးတော့လက်ရှိအချိန်ထိရှောင်ဖွေကယ်ဆယ်ရေးများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗါတယ်။အဲ့ဒီကြောင်ပြိုကျမှုကြောင့်ဆီယာမ9ဦးနဲ့ကလင်းငယ်အယောက်40ကျော်တေဆုံးခဲ့ပြီးတော့ရှောင်ဖွေမှုများဆက်လက်လှုပ်ဆောင်နေကတေဆုံးမှုအရေးအတွက်ကိုတော့ဆက်လက်ပြီးတော့မြင့်တက်လာနိုင်တဲ့ ယ်လို့ပြောဆိုထားပါတယ် bright king school ကဆီယာမ9ဦးနဲ့ကလေးငယ်အယောက်40ကျော်တည်ဆုံသွားပါတယ်အတိအကျတော့အခုချိန်ထိမသိရသေးပါဘူးကယ်ဆယ်ရေးတွေလိုအပ်နေပါတယ်အခုချိန်ထိတော့ကယ်ဆယ်နေတော့မှာပဲလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်မန္တလေးမြို့အမြောက်တန်းပလီပြိုကျမှုမှာလည်းရုပ်အလောင်း120ကျော်တွေ့ရှိထားပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းများလည်းဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်မန္တလေးအမြောက်တန်းပလီပြိုကျတာကဓာတ်ပေါ်ဒီ120ကျော်တွေ့ထားပြီးတော့ဒဏ်ရာရတဲ့သူတွေအများကြီးပါတယ်ကယ်ဆယ်ရေးတွေကတော့ အခုတည်းကိုဆက်လက်လှုပ်ဆောင်နေတုန်းပါပဲလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းမြို့ပေါ်မှာပြိုကျပြက်စီးနေတဲ့နေအိမ်နဲ့အဆောက်အုံများအောက်ကနေပြီးတော့အပုပ်နံများထွက်လာပြီးကုညီကဲဆဲရေးဟာတစ်မျိုးလုံးမှမလုံလောက်နိုင်သေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဘက်ကိုလာနိုင်တဲ့နိုင်ရအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေပဲပူပေါင်းပြီးတော့ကဲဆဲရေးတွေလုပ်နေကြရတာပါတရုတ်အဖွဲ့တွေလာမယ်ဘာညာတော့ကြားတာပဲဒါပေမဲ့မမြင်ရသေးပါဘူးအောက်မှာပိတ်မိနေတဲ့သူတွေထဲမှာအချိန်မီမကယ်နိုင်လို့တည်သွားတဲ့သူတွေလည်းတည်ကုန်ကြပါပြီ ်ပထမတော့အတန်လောက်ပေးသေးတယ်နောက်တော့ဘာသာမှထပ်မချရတော့ပါဘူးနောက်တစ်ခုကတော့သခိုင်းတရာအစ်စ်ကကားသေးလေးတွေနဲ့ဆိုင်ကယ်တွေပဲပေးဖြတ်တယ်ကရင်ကားကြီးတွေကိုပေးမဖြတ်ဘူးအဲ့ဒီတော့ကယ်ဆယ်ရေးကအရန်ကိုခက်ခဲနေပါတယ်ရှိသလောက်ဆက်ကြီးတွေနဲ့တော့ရတဲ့နေရာတွေကိုရှင်းလင်းကယ်ဆယ်ဖို့တွေလုပ်နေကြပါတယ်တမျိုးလုံးကိုတော့မလွမ်းခြုံနိုင်သေးပါဘူးလို့ကယ်ဆယ်ရေးသမားကရှင်းပြထားပါတယ်သခိုင်းတိုင်းသခိုင်းမြို့မှာအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများလိုအပ်နေပြီးတော့ ပိမိနေသူများလည်းရှိနေဆဲဖြစ်တယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်။မက်ရှလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့ငလျင်ကြောင်းသခိုင်းမြို့ဟာစစ်စဲရာဂိုင်းနှုံးပြိုကျပြက်စီးသွားပြီးတော့ကယ်ဆယ်ရေးမလုပ်နိုင်သေးတဲ့နေရာအများအပြားလည်းရှိနေကပိမိနေသူများလည်းရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိသခိုင်းတိုင်းမိသက်ဦးစီးကနေပြီးတော့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်နေပြီးတော့ပြက်စီးမှုအခြေအနေလူအင်အားနဲ့ ကယ်ဆယ်ရေးပစ္စည်းများမပြည့်စုံတဲ့အတွက်ကြောင့်အရေးပေါ်ကယ်ဆယ်ရေးများလိုအပ်နေတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။ ပြည့်စည်ရေးကရှိသမျှအားနဲ့အကုန်လုံးဝိုင်းလုံနေရတာပါပြည့်စည်မှုကအများများတော့လူကမနိုင်တာကယ်ဆယ်ရေးပြည့်စည်တယ်လည်းမပြည့်စုံပါဘူးသခိုင်းမျိုးကတော်တော်လေးကိုအချိန်နေစိုးပါတယ်ကယ်ဆယ်ရေးတွေမနိုင်ဘူးဖြစ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်မိသားဦးစီးဌာနကတော့ပြိမ့်မိနေတဲ့36ဦးကိုအသက်ရှင်ရက်နဲ့ကယ်ထုတ်နိုင်ခဲ့ပြီးတော့တေဆုံးသူ88ဦးလို့ရဲ့ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိထားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်သခိုင်းမျိုးပေါ်မှာငလျင်ကျောင်းပါရမီရက်ကွာမြတ်မမြင်ကျောင်းသီလရှင်ကျောင်းလူနေအိမ်များ ရင်ဝင်သိက် KTV ပိုးတန်းရက်ကွက်မှာရှိတဲ့ပညာရေးကောလိပ်အာထကတဲ့စာသင်ကျောင်းဆွေတော်နန်းတဲခုကံတိုးတက်ဝေကွန်ပျူတာဆိုင်ချင်းစုရက်ကွက်မှာရှိတဲ့မြက်ကိုပိုင်ကျောင်းမင်းလန်းရက်ကွက်မှာရှိတဲ့မြို့မပလီမိုးကြပလီ မွေးကျူအေးဆိုင်စက်ချုပ်ဆိုင်စိန်ကုန်းရက်ကွက်မှာရှိတယ်။လေးကျုံမြေအုပ်ချောင်းကုံမာဆိုင်မိုးစာရက်ကွက်မှာရှိတယ်။ခရိုင်ပြတ်ဆက်ယုံဇေယာကွက်တဲ့ရက်ကွက်မှာရှိတယ်။အင်းကြီးမင်ချောင်းတကောင်းရက်ကွက်မှာရှိတယ်။နေလဂျုံဆက်ဆေးရွက်ကြီးပွဲယုံမြို့တဲ့ရက်ကွက်မှာရှိတယ်။တီလာရှင်ချောင်းတကြမီတာစာတင်တိုင်း တောဒပိုင်းရက်ကွန်မှာရှိတဲ့ထွက်ခေါင်ကျောင်းရရနာသင်္ခါစတင်တိုင်းဇဗူဒီပကျောင်းတိုက်တိုက်ဝါကြီးဘုံမောင်ကြီးကျောင်းတိုက်တို့ဟာပြိုကျသွားခဲ့ပြီးတော့တမျောလုံးနှီးပါပြက်စီးမှုတွေရှိနေကြောင်းတရေရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်ကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ